အားလုံးပဲမင်္ဂလာပါရှင်။ပုံဆိုင်လေးမှပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမခိုင်ပါ။ဒီနေ့မှာတော့ဆ ्याम ကျူရဲ့အယောင်များနဲ့ကစားခြင်းနဲ့အခြားဝတ္ထုတို့များစာအုပ်တရားဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါရစေ။တစ်တပင်ကောင်းလောကပဝင်ခြင်းသည်တိတ်ဆိတ်စွာအေးချမ်းလျက်ရှိသည်။အေးဆိန်စွာလည်းလန်းဆန်းလျက်ရှိသည်။ဤရွာကလေးသည်ဘေးပတ်ဝန်းကျင်တွင်တောင်တန်းများတစ်ပင်အုပ်စုကြီးများကာယံထားသောကြောင့် ခီးသွားလာရင်အနေငယ်ခက်ခဲသောဒေသဖြစ်သည်ထို့ကြောင့်လည်းဤရွာကလေးတွင် လူနေအိမ်ကြီးအလွန်ကျဲပါသည်ပြည်မမဧည့်သည်များအရောက်အပေါင်နေသည်ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သော သူ့လူယဟန်တန်ကားများလာရောက်လည်ပတ်ခြင်းနေဟန်တူသည်ရွာရှိလူရည်တဝက်ခန့်သည်ခရိယန်ဘာသာဝင်များဖြစ်ကြသည်ကျန်တဝက်ထဲမှအချို့သည်မိယိုဖလာကိုကိုွယ်မှုဖြစ်သောနတ်ပူဇော်ကိုကိုွယ်ခြင်းကိုအမွေထိမ့်သိမ့်ထားစေကျန်တချို့သည်ဗုဒ္ဓဘာသာဆိုသည်ကို ကြာဘူးနာဝရှိနေသူများဖြစ်သည့်ဤရွာတွင်ပထမဦးဆုံးသောဗုဒ္ဓဘာသာဘုံကြီးကျောင်းကိုလွန်ခဲ့သည့်၈နှစ်ကမှစတင်တည်ထောင်ခဲ့ရသည့်သူသည်ထိုဘုံကြီးကျောင်း၏ဒုတိယမြောက်ကျောင်းနိုင်ဘုံကြီးဖြစ်သည့်အင်္ဂလိပ်ခေတ်ကတည်းကခရီးရန်သာသနာပြုဘုံကြီး၏စွန့်စားစွာစီယုံသာသနာပြုခဲ့သောအကျိုးကျေးဇူးကြောင့်ရွာသားများသည်ခရီးရန်ဘာသာကိုကိုးကွယ်စီကပ်ခဲ့ကြသည်သို့သောနောက်ကိုးကွယ်သောအုပ်စုလည်းကျန်နေသေးသည် သူယင်း ဤကျောင်းဤကျောင်း၌ဘုံကြီးသည်ဗုဒ္ဓဘာသာဝင်ရွာများမှကဲ့သို့ဆွမ်းခံခြင်းအမှုကိုပြုလုပ်၍မရခဲ့ပေရွာသားများသည်ဘုံကြီးတစ်ပါးကိုဆွမ်းလောင်းမှုဆွမ်းကပ်လူဖို့ဟူသည့်အတိတ်တရားနှင့်ဝေးကွာလာသည်သူတို့အမြင်တွင်ဤဘုံကြီးသည်မိမိတို့ကဲ့သို့ထမင်းဟင်းချက်ဆိုင်ရန်ဘာကြောင့်ဝင်လင်းနေပါသနည်းမိမိတို့မှာ အမဲလိုက်ခြင်းပြဖို့ခြင်းတစ်ခုတ်ခြင်းတီးနှံဆိုင်ပြိုခြင်းတို့ကိုအလဲကြဆောင်ရွက်နေကြရသည်ဖြစ်ရာဘုံကြီးအားထမင်းဟင်းချက်ပေးရန်အချိန်မရှိ။ ဤဖုံးကြီးသည်သမင်းဟင်းချက်ပြီးမိဇနီးမယားတသမီမရှိအလျင်တပည့်လက်သားတော့ရှိရပေမည်ဤအမည်မျိုးကို ဖုံးကြီးထံစကားပေါအောင်သူတို့စူးစားခဲ့ရသည်ဖုံးကြီးကလည်းဤအမည်မျိုးကိုဖြေရှင်းရန်အတွက်သူတို့စကားကိုနားလည်အောင်ကိုယ်စကားကိုသူတို့နားလည်အောင်သင်ယူစူးစားခဲ့ကြ၏ဖုံးကြီးပြန်လုံတော်မူပြီးနောက်ဒုတိယကျောင်းနိုင်ကိုတော်ဖြစ်သူဤရွာကလေးသို့ရောက်လာသောအခါအချိန်နေသည့်ရခင်ကလိုခက်ခဲခြင်းမရှိတော့ပေရှင်နှစ်တိတိ ဗုဒ္ဓဘာသာဝင်ဘုံကြီးတစ်ပါး၏တကူတဲ့နေထိုင်မှု ရွာသားများအပေါ်ကူညီဆောင်ရှောက်မှုပညာသင်ကြားပေးမှုနေမကောင်းမကျန်းမာလျင်ကုသပြုစုမှုစသည်တို့ကိုရွာသားများအ ਨੇ အချင်းလက်ခံတက်လာခဲ့ပြီးထိုအချိန်တွင် သူရောက်လာရသည့်ဖြစ်ရာသူအတွက်တာသနာပြုခြင်းသည် မူလဖုံးတော်ကြီးလောက်တော့ပင်ပန်းခက်ခဲခြင်းမရှိပေရွာသားတွေမှလူခက်ရွယ်ရွယ်တယောက်သည်မူလဖုံးတော်ကြီး၏ကပ္ပိယအဖြစ်သမင်းဟင့်ချက်ပြီး ဘုန်းကြီးဝေယဝစ္စာကိုပြုစုပေးနေခဲ့ဒီမှာနှစ်နှစ်သုံးနှစ်ခန့်ရှိနေပြီဟုသူသိရသည်ထို့သူမြီမှာသူသိသလောက်အတန်ထွက်ဖြင့်ဦးကြုံတန်းဖြစ်သည်ရဝံလူမျိုးအနွယ်ဖြစ်သည်မြမစကားအတော်အသင့်ပြောတတ်လေသည်ရွာသားများသည်အများစုမှာအမဲလိုက်ခြင်းဖြင့်ဟင်းစားရှာဖွေကြသည်ဖြစ်ရာရလာသောအမဲအားခွဲဝေဖြတ်တောက်ပြီးဘုန်းကြီးကျောင်းသို့လာပို့လေရှိသည်တခါတခါဘုန်းကြီးနှင့်မတွေ့လျင်လည်း ဘုံကြီးကျောင်းမိဖို့ကျောင်းထုတ်တန်းမှာထိုအမဲပေါင်ကိုချိတ်ဆွဲ၍ထားခဲ့လေရှိသည်အဲ့ဒီမှာအမဲတစ်ပေါင်ပေးခဲ့ပြီးချက်စားတော့ဟူသောအတိတ်ပဲပင်ဖြစ်သည်ဘုံကြီးဆိုသည်မှာကိုယ်တိုင်သမင်းဟင်းချက်ပြုတ်စားကြသူများမဟုတ်ကြောင်းဘုံတော်ကြီးကရှင်းပြသည်ကို သူတို့နားမလည်နိုင်ပေကပိယမရှိခင်က ထိုဟင်းစားအမဲပေါင်ကိစ္စမျိုးသည်ဘုံတော်ကြီးအတွက်ဖြည့်ရှင်းရန်တော်တော်ခက်ခဲသောပြဿနာဖြစ်သည်ဘုံကြီးကျောင်းဝင် နောက်ဘက်ခြံမြေတွင်တိနံဆိုင်ပြူခြင်းထိုတိနံကို အခြားစားကွန်မြင်လဲလဲခြင်းစသည်တို့ကို ဖုံးတော်ကြီးကိုယ်တိုင်ပြုလုပ်ခဲ့ရဖို့သည် ယခုအခါမှာတော့သူသည် ကပ္ပယရှိသောဘုံကြီးเจ้าတွင်စွန့်ကိစ္စအတွက်သိအခက်ခဲမရှိပဲတဒနာပြုခွင့်ရနေပြီရွာထဲမှာဗုဒ္ဓဘာသာဝင်အင်ကြီး56အင်ရှိနေပြီဖြစ်၍သူစွန့်ကန်နိုင်ပြီရွာရဲကကလေးများကို သူသည် အင်္ဂလိပ်စာမြန်မာစာ သင်ချာစသည်တို့ကို သင်ကြားပေးခွင့်ရပြီဗုဒ္ဓအကြောင်းကိုပုံမြင်တစ်ပုဒ်ပြောသလိုညစဉ်ပြောပြနိုင်မှု သူသည်ဒေတာခံတိုင်းရင်းစကားကိုသင်ကြားတက်မြောက်ခဲ့ပြီအင်မိုင်ခမြေဟု ဖြစ်ပေါ်မလာမီအခြေရင်းမြင့်ဖြစ်သောနန့်တမိုင်ချောင်းကြီးကဘာပေးတွင်သူ၏ဘုံကြီးเจ้าကို တိဆောက်ထားသည့်ဖြစ်ရာချောင်းရီစည်းတန်းတစ်ကိုင်းတိရွတ်တို့၏တိုးတိုက်လှုပ်ခတ်တန်းကျင်းငံများအော်မီတန်းတောဒရိတ်ဆန်ငယ်ကလေးများ၏တီလောအော်မီတန်းတို့ဖြင့် ပဝင်းကျင်သည်တာယာချမ်းမြေလာပါသည်ချောင်းကပါထိတ်မှာတစ်ပင်ဝါပင်အရေး၌ငိမ်သက်စွာထိုင်လျက်ရေစီးတံကိုနားထောင်သည့်ခါတိုင်းပါရဂူ၏တိတ်တထဝတ္ထုထဲမှတိတ်တထကို သူတတိယမိသည် ကြည်လင်လှသောရေသည်လှင်မြန်စွာကြမ်းတမ်းစွာ စီစဉ်လေသည်ကြောက်တုံကြောက်ဆောင်များနှင့်ရေစီးထိတွေ့ရာအရတု၌ရေသည် ရေမုံရေပန်းများအဖြစ်ကဘာစီတို့ပင်ဖွာလွင့်ဝဲပြန်လျက်ရှိသည် ။အေးရဲ့တို့ရောက်လာမိခဲ့တော့ကြောင့်မိမိကိုကိုထက်ခါထက်ခါကျိနဲ့ရောက်ရဲမိသည်။သူသည်အသက်၁၁နှစ်သားရွယ်ရင်းရွာရှိမူလာန်ကျောင်းမှစတုထာရန်အောင်မြင်ခဲ့၏။သူစာတီမှာရင်းနှံကျောင်းမြို့နယ်ဖျားကုန်းကျေးရွာအုပ်စုအပိုင်းရွာသစ်ကလေးကျေးရွာဖြစ်သည့်စတုထာရန်အောင်ပြီးသောအခါနှစ်နှစ်လောက်အဖေလဲရင်ကုညီလောက်ကန်ပြီးပြီး73နှစ်သားရွယ်ရင်ဥယင်ကျောင်းဆရာတော်ထံမှာရှင်သာမဏေအဖြစ်ခံယူခဲ့သည် ဆရာတော်မဲ့ခေါ်သမုတ်အပ်သော ရှင်သာမဏေဘွဲ့မှာစနကဖြစ်သည်အင်္ဂါသာမောင်စန်းဆိုတော့ဘွဲ့အမိစနကပေါ်ကွဲ့ဤဘွဲ့အမိကို သူအလွန်နှစ်သက်ပါသည်ဖရာလောင်းမဟာစနကမင်းကို သူအလွန်သဘောကျခဲ့ဘူးဒီမဟုတ်လားဆရာတော်ဥတော်ပိတ ాయి ကြောင်းမှာနေထိုင်ရင်အငဲတန်းအလက်တန်းတို့ကိုအောင်မြင်ခဲ့ဤထို့နောက်ရေနံကျောင်းမြို့ရွှေတောင်ပါဠိတက္ကသိုလ်မှာစတင်ရင်အကြီးတန်းအောင်မြင်ခဲ့သည် အမှန်တိုင်းပြောရလဲထိုနှစ်ကအကြီးတန်းအောင်လိမ့်မီဟုသူလုံးဝမျှော်လင့်မထားခဲ့ပေအလွန်ခက်ခဲပြီးများပြားလာသောဤကျန်းစာများကိုတစ်နှစ်ထဲစက်မှတ်အကုန်ဆောင်နိုင်မီဟုသူမထင်မှတ်ခဲ့နှစ်နှစ်လောက်တော့ဖြည့်ယူရမှာပဲဟုသူထင်ခဲ့သည်ကံကောင်းထောက်မှစွာပင်သူနှစ်ချင်းပေါအောင်မြင်ခဲ့သည်သူသည်အောင်စင်းကိုတည်ရခြင်းကလူငယ်ပြီပြီဟမ်းမဆောင်နိုင်လောက်အောင်ပင်ပျော်ရွှင်သွားခဲ့၏မိမိနေသောရွှေလိုက်အောင်ကြောင်းကြီးပေါ်မှာနှစ်ပတ်သုံးပတ်လောက် ဂျွန်ချိုးပစ်လိုက်ခြင်းစိတ်ကိုမနှဲအောင်ဤမြို့သိခဲ့ရသည်အဖေနှင့်မေသည် သူ့အတွက်ကျေနပ်ဂုဏ်ယူမဆုံးရှိခဲ့သည်အသက်20ပြည့်သည့်အခါဥယျာဉ်ကျောင်းတိုင်ခန္ဓာသိမ်း၌ယဟန်အဖြစ်သို့ရောက်ခဲ့သည်ထိုချိန်မှလည်းသူ၏ယဟန်ဘွဲ့အမည်သည် အရှင်ဇနကပင်ဖြစ်၏ရွာမကျောင်းတိုင်၏လက်ထောက်အဖြစ်သူဆက်လက်နေထိုင်ရန် အဖေနှင့်အမေကဆန္ဒရှိခဲ့တော်လဲသူကမဟာဓမ္မစရိယအထိအောင်ခြင်းသည် စာတပ်ပုဂ္ဂိုလ်ဖြစ်ခြင်းစိတ်ကိုချိုးနှိမ်၍မရခဲ့ပေ။ ဂါကြီးကျုပ်ရန်ကုန်မှာစားသွားတယ်မလို့ဟုအဖေအားအတိပေးတော့အခါအဖေသည်သူ့အားမတားမြစ်ရသဖြင့်သဘောတူခဲ့၏ရန်ကုန်မှာစားသွားတင်ခြင်းဟုသောအမှုကိစ္စသည် လွယ်မယောင်နှင့် အလွန်ခက်ခဲကြမ်းတမ်းလာလေသည်အတိမိတ်ဆွေဖုံးကြီးဟု၍မရှိသောကြောင့်ရန်ကုန်မှာကျောင်းတစ်ချောင်းချောင်း၌နေထိုင်ခွင့်ပြုရန်ရက်ပေါင်းများစွာစူးစမ်းရှာဖွေခဲ့ရသည်ဖုံးကြီးကျောင်းတော်တော်များများသို့သူတွားရောက်ချင်းကပ်ခဲ့ရသည် သူအား ိသည့်ကြောင်းကားမြလက်မခံနိုင်ပေ။ဝါဆိုလာပြည်နေသူရောက်ခါနေလေ။ကြောင်းတချောင်းမှမရသည်သဖြင့်ရင်ဘူးလေဖြစ်လာသည်။ရန်ကုန်လာမိတာမှားပြီဟုလဲကိုကိုကိုနောင်တရမေ၏။အဖေပေးလိုက်သောချွေးနှဲစာစုဆောင်ငွေကလည်းကုန်လိုပြီ။ကြောင်းတချောင်းမှမရပဲဝါဆိုသွားလျင်သူဘာလို့ရမည်နည်း။နေဝင်ကနေနေထွက်သူသည်တလန်းဝင်တအိမ်ထွက်မြို့နယ်ပေါင်းစုံသို့ရှောက်ရလေသည်။ဖျားရှင်တော်မြတ်၏ဂုံကျေးဇူးဆရာတော်ရှင်မြတ်များ၏ဂုံကျေးဇူး မိဘနှစ်ပါးဤဂုံကျေးဇူးတို့ကိုအောင်းမိလျက်သူတစ္ဆာဆုံးမိသည်တပေတော်သည်မြတ်စွာဘုရားရှင်ထားရတော်မူခဲ့သောဗုဒ္ဓဒေသနာတော်ကိုလေးနက်ကြီးညိုစွာယုံကြည်သက်ဝင်မိပါ၏ဗုဒ္ဓသာသနာတော်အတွန့်ရှိတည်တံ့စေရန်နှင့် ပြန့်ပွားစေရန်ကိုစိတ်နှဖျားဖြင့်အားထုတ်ကြိုးပမ်းပါမည်တာမဏေဘုရားယဟန်ဘုရားတို့တွင်ဗုဒ္ဓသာသနာ၏အကျိုးကို အမှန်တကယ်ဆောင်ရွက်ခဲ့ပြီဖြစ်ပါသည်ဤမှန်ကန်သောသစ္စာစကားကြောင့်တပည့်တော်ခိုးလုံနိုင်စရာ အရေးတခုခုကို တွေ့ရပါလို့ဤအရှင်ဖုရား။သူဤတစ္ဆာကိုတမတေဝနတ်မြတ်များကြားခဲ့သည်ထင်၏။သူသည်ဝါဆိုလာပြီမတိုင်မီနှစ်ရက်လုံး၌အင်းစင်ယွာမပရိယတိစာတင်တိုက်ကြောင်း၌နေထိုင်ခွင့်ရသည်။အလွန်စီကံကြည့်သောကြောင်းဖြစ်သည်။ငယ်စဉ်ကသူစီးပုခဲ့သောဗေဒင်နက်ခတ်ပညာကြောင်းတစ်ကြောင်း။ဥဘုတ်တိလပေးရာတွင်တည်ငြိမ်စွာဟောပြောတတ်ခြင်းကြောင်းတစ်ကြောင်းသူတွင်ဆုံးခံအိမ်မရှာပါခဲ့ပေ။ နိုင်ငံတော်ပြည်ရတီသာသနာတက္ကသိုလ်၌ပညာသင်ရန်ဝင်ခွင့်အောင်မြင်သောအခါသူ့ဆွန်တကာတကာမမများစိတ်မကောင်းခြင်းတဝက်သူ့အထွတ်ဝမ်းသာခြင်းတဝက်ဖြင့်နှုတ်ဆက်ကြလေသည်စာအုပ်စာရန်ဖို့ကုသိုလ်ပြုပြစေဖျားဟုအချို့ကဝတ္ထုငွေကက်လူကြသည်သာသနာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြစ်ဆိုစဉ်ကလည်းအောင်မြင်လိမ့်မည်ဟုမမျှော်လင့်ရပေတနေ့တနေ့တွင်တန်ကအပားလက်ထောင်ပြလျင်90ခန့်သာအောင်မြင်သည်ဖြစ်ရာ900ခန့်နှုန်းသာအောင်မြင်သောစာမေးပွဲဟုပြောရမည် ထိုငားရကိုင်းတို့တွင်မိမိပါဝင်လိမ့်မည်ဟုမြည်သူမြမျောလင့်ရည်မည်မဟုတ်ပေထို့ကြောင့်ဖြေသာဖြေရသည်စိတ်ကခက်ထင်ထင်ပင်ဖြစ်၏အကြီးတန်းအောင်မြင်ပြီး၍ဆေဝါထက်မပိုရဟူသောစီမင်းနှင့်ကိုက်ညီနေသောကြောင့်တကြောင်နိုင်ငံရဲ့ခြားသို့တသနာပြုစေလွတ်ခြင်းခံရမည့်အခွင့်အရေးကိုမျောလင့်သောကြောင့်တကြောင်ရသောရှိမရသောရှိဖြေကြည့်မည်ဟုစည်ရင်ပေးသွင်းလိုက်ခြင်းဖြစ်သည်ကံကောင်းထောက်မသည်လားနှစ်ပေါင်းများစွာလ ీల စီပွေး၍အာကုံဆောင်နိုင်သောဉာဏ်ရည်ကြောင့်ပဲလား နှမျိုးလုံးပဲညှင်းညွတ်ရပေးလားမသိသူအောင်မြင်ခဲ့သည်နှုတ်မေးဖြေသောဆရာတော်ဖျားတော်၏အိမ်နေသည် သူအားရင်တလက်လက် တုံစီခဲ့၏တညလုံးလုံးအိပ်ရေးပြတ်ထား၍ကျိမ့်ဆက်နေသောမျက်လုံးတို့သည် သူအားမူးမိုက်ဝေဝါးစေ၏မျက်နှာကျပန်ကား၏တရွေ့ရွေ့လက်ပတ်တန်သည် သူ့ရင်ထဲထိမြည်နေအောင်ကျေလောင်လာသည်ဟုထင်မိသည် ကိုရော့နာမည်က ရှင်စနကဘောဓိဟုတ်သလားမှန်ပါဖျား ဘောဓိကဘာကြောင့်ထဲရတယ်လဲအကြောင်းရှိသလားမှန်ပါတပည့်တော်တို့ကြောင်းတိုင်းမှာဘွဲအမည်စင်တူစနကရီ၃ပါးရှိပါတယ်ဖျား စနကချင်းကွဲပြောင်းလို့တပည့်တော်တရင်သုံးနဲ့ဘောဓိကြောင်းရဲ့အမည်ကိုနောက်ကထည့်လိုက်ရတာပါအရှင်ဖျားကောင်းပြီဘောဓိရဲ့အနက်ဘယ်နှမျိုးသိတယ်လဲမိမိယူထားသောအမည်နဲ့ပတ်သက်၍မေးလိုက်သောအခါထိုပထမဆုံးမိကွန်းကြောင့်သူ့ရင်ထဲတွင်ပေါ့ပါသွားလေသည်အဘိဓမ္မာကို နှုတ်ငုံအကုံဆောင်ထားသောကြောင့် body အနတ်တိတ်ပဲလေးမျိုးကိုတပညူတညံတော်မှစညောင်ပင်အထိသူတက်လက်စာဖြေနိုင်ခဲ့သည်ဒါဖြင့်ကိုရောနာမည်မှာဘယ်အနတ်နဲ့ body ကိုယူသလဲညောင်ပင်ဆိုတဲ့အနတ်ကိုယူပါရဲ့ဖျားဘာကြောင့်လဲသူသည်အနှဲငယ်ရွှတ်သွေးဖြင့်ခတ်တတ်တတ်ဖြေမိ၏တစ်တပင်ကောင်းရင်ငှက်တတောင်းနားရတယ်လို့အဆိုရှိတော့တပည့်တော်ရဲ့အရေးအာဝါတာဟာ ဗုဒ္ဓသာသနာတော်ကိုခို့လုံခြင်းနဲ့ဝိနည်းရတရားတွေအတွက်အေးငြိမ်းမှုကိုပေးနိုင်ခြင်းနဲ့အနတ်ထိတ်ပင်နေပါဗျာ။အိန္ဒိယကြီးသောဆရာတော်ကြီးမျက်နှာတော်ကိုမဝိမရေဖူးမြော်လျက်ရှောက်ထားသောအခါဆရာတော်ကြီးမျက်လုံးများပြုံးယောင်တန်းသွားလေသည်။နောက်ဆရာတော်တစ်ပါးကသူ့အားဆူဆူဆိုက်ဆိုက်အကဲခတ်လျက်မိကုံထမေးသည်။ကိုတော့အရင်အဲ့ဒီခုံမှာထိုင်သွားတဲ့တန်ခါဟာကိုတော့ကိုပထမ်းရဲ့ဘယ်ပစ္စည်းနဲ့ကျေးဇူးပြုသွားတယ်လဲ။သူနဲငယ်အုံနောက်ချောက်သွားခဲ့၏ နှစ်ဆက်လေးပစ္စည်းကိုစိတ်ထဲမှလိမ့်မြန်စွာအနတ်ဒိဗယ်ရီစဉ်းစားယူရသည်ဥပနိဒိယပစ္စည်းရောအညာမညာပစ္စည်းရော မဟုတ်သေးဘူးတိတ်ကြာရှည်စဉ်းစားနေရလည်းမကောင်းပေသူသည် ဆုံးဖြတ်ချက်ကိုမြင်မြန်ချ၍မြင်မြန်လျှောက်ထားလိုက်၏သူထွက်သွားပြီးမှတပည့်တော်ဝင်ထမ်းရတာဆိုတော့မရှိခြင်းနဲ့ကြိုးပြတဲ့အတွက်နတ်ထီပစ္စည်းနဲ့ပါဖျားဆရာတော်များတပားမျက်နှာကိုတပားအကြည့်ချင်းစုံလိုက်ကြပြီးဖြိုင်တူကောင်းကြီးလိုက်လေသည်သူသည် နိုင်ငံတော် ပရိယတိသာသနာတက္ကသိုလ်ရန်ကုန်၌လေးနှစ်တိတိတက်ရောက်ပညာသင်ကြားရသည် မင်းကိုဆရာတော်အရှင်မြတ်ဖျား၏ပံ့ပိုးကူညီမှုကြောင့်တက္ကသိုလ်သည်အလွန်အဆင့်မြင့်ခဲ့သည်တန်ခါတစ်ပါးစီနေထိုင်ရသောအခန်းကလေးများသည်လိုအပ်သည့်ပြိပောကပစ္စည်းအသင့်ရှိ၏ဘာသာရပ်ခုနှစ်ခု၏သင်ခန်းစာများအလွန်များပြားလာသဖြင့်သူတို့အားလုံးအလွန်ပင်ပန်းခက်ခဲစွာကြိုးစားသင်ယူရတော်လဲနေထိုင်ဆက်တောက်မှုမှာအလွန်အဆင်ပြေသောကြောင့်တကြား စာချဓမ္မဂတိကပေါမောက်ခဆရာတော်များအတင်အပြကောင်းမွန်သောကြောင့်တကြောင်စိတ်ချမ်းသာခဲ့ကြပါသည်အုတ်ချုပ်သူဆရာတော်ဖျားဤဖုံးတကိုးအပေါ်မှာတင်နန်းကျောင်းဤစီပင်ဝပြောမှုအပြောင်းလဲကမူတည်နေသည် ကြီးညိုကိုးကွယ်စိတ်ကတ်သူများသည့်အခါကျောင်းဖွင့်ပြိုမည် အရေးချင်းအလွန်ပြေဝသောတင်နန်းပို့ချသူဆရာတော်များနှင့်အင်အားပြည့်မည်ဒါကလောကနေရာမှာအတိုင်းဖြစ်လေသည်တင်နန်းဆင်းပြီးအောင်စင်းထွက်သောအခါ ကချင်ပြည်နယ်ရေခဲတောင်တန်းများ၏ခြေရင်းရှိဤရွာကလေးတို့တာဝန်အရာရောက်လာခဲ့ကြသည်ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရေးအတွက်မိမိ၏ကိုယ်ခန္ဓာတစ်ခုလုံးကိုဆွလွန်ပေးဆက်မည်ဟုတစ္ဆာဆိုထားခဲ့တော်လဲတကယ်တမ်းနေမြေဒီတာကြမ်းတမ်းခက်ခဲသောဤတောင်တန်းဒေသမှာနေထိုင်သတင်းတော့ရသည့်အခါမိမိတစ္ဆာပြက်ချင်မည်လားဟုမကြခဏစိုးရိမ်မကင်းဖြစ်ခဲ့ရ၏မိမိတို့မြန်မာစာကိုနားမလဲသောရွာသားများနှင့်သူတို့ဘာသာစကားကိုနားမလဲသောမိမိကြား ဆက်သွယ်ရသည်မှာတော်တော်ခက်ခဲ၏ဗုဒ္ဓဘာသာဝင်အနည်းငယ်သာရှိသောဤရွာကလေးတွင်အစိုးရကစွမ်းဆန်သောအဖြစ်လူရန်သောစက်တထောင်ဖြင့်လာရောက်အသက်ရှင်ရခြင်းသည် မနိုင်မနှင်းဝင်တော့ဝင်ဖို့တစ်ခုသာဖြစ်၏တရွာနှင့်တရွာသွားလာ၏အတွက်ကိုချလောက်မှတပါအားကိုးစရာရင်မရှိ နတ်တမိုင်းချောင်းနှင့်ချောင်းလက်တက်များကိုကူးဖြက်ရရင်အများအားဖြင့်အသုံးပြုကြသည်မှာကျိန်ဖြင့်ပြုလုပ်သောကျိုးတရာများဖြစ်သည် အချို့ကျိုးတရာများတွင် နင်းလျှောက်သည့်ကြံခင်းမှာကျိန်နှချောင်းသုံးချောင်းသာခင်နာသည်အောက်မှာကကျောက်တုံးများကြားမှာကျောက်မှဖွဲအတန်းဖြင့်အော်၍စီနေသောချောင်းရည်စီမြေပြန့်သားတယောက်တို့ကြီးမားသောဆွတ်စားမှုတစ်ခုပင်ဖြစ်သည်တနစ်တာဝန်ပြီးဆုံးပြီးနောက်သူဤရွာသို့တက်ဆုံးတိုင်နေဖို့သွားမိပြောသောအခါစာတင်ဘတ်တငယ်ချင်းတန်ငါချို့ကဂယုဏတော်သားဖြင့်အပြစ်တင်ကြသည်ကြည့်ကြသေးတာပေါ့ကွာ ရွာသားတွေပဲဗုဒ္ဓဘာသာဝင် ဖြစ်လားမလားစနကပဲမလကဇန်ကြွမလားစောင့်ကြည့်ရသေးတာပေါ့သူတိတ်ဆိတ်စွာပင် ပြုံးနေခဲ့ပါသည်တန်ဃာတော်များကျင့်သုံးရမည့်ဝိနည်းတို့ကိုသူတက်နိုင်သည်များလိုက်နာပြီးတိတ်ကတည်ကြည်စွာကျင့်ကြံပြုမူခဲ့သည်ဘဝတုတများကိုမိမိတက်နိုင်သည်များပေးဝေငှားခဲ့သည်ဗုဒ္ဓဤသားတော်ယဟန်ဆိုသည်မှာဤကဲ့သို့ချိုးချံနေထိုင်သူဤကဲ့သို့သီလဆောက်ထိန်သူဟုတစ်ချိန်ချိန်မှာ ရွာသားတွေနားလည်လာရမည်မိမိသည်ဤရွာအတွက်ဝင်တော့ဝင်ဖို့မဟုတ်ပဲဤရွာကိုကျေးဇူးပြုသူအကျိုးရှိစေသူဟုအားလုံးကလက်ခံလာစေရမည်ဤဆွဲတက်တီကိုရရန် သူသည် သူ၏တစ္ဆာကို ထက်ခါထက်ခါအာယုံပြုရွဆူရလေသည် ယခုခါတွင်ဥစနကားဟူသောဘွဲ့အမည်သည်ရွာသားများအတွက်စကားရဲတွင်ထည့်ပြောရသည့်အမည်ဖြစ်လာပြီဟု သူသိရသည် လာပြီလာကွယ်ဥပုပ်ရက်များတွင် ဥပုပ်ဆောက်တည်သည့်စွန်းတကာတကာမများဤပေးတွင်ဆက်ဆုတတ်သော အခြားကလေးတငယ်များမကြာခဏပါလာတတ်သည်ထိုကလေးများကိုသူသည်မြေတားဖြင့်နူးညံ့စွာ စကားပြောဆက်သွယ်ကြည့်သည်အပြစ်ကင်းစင်လာသောကလေးတို့သည် သူ့တင်ငန်းစားကိုတအံ့တော်ထိတို့စုပ်ကင်ကြည့်ရင် အချင်းချင်းလှည့်မြန်သောအတံတော်များဖြင့်စကားပြောလေသည် သူသည် ကလေးတို့အားဗုဒ္ဓဝင်ရုပ်ဆောင်စာအုပ်ကိုဖွင့်ပြလျက်ဗုဒ္ဓ၏ဖြစ်စဉ်ကိုအခွင့်တင်တိုင်းပုံမြင်သဖွယ်ပြောပြသည် တကြီးဆရာကြီးဥပကြီးပြည့်ပြည့်စွာခမ်းနားသော ရုပ်ဆောင်တရုတ်ဖော်ပုံများကိုကလေးများစိတ်ဝင်စားကြပါသည်တနေ့တတိကျောင်းနိုင်ဖုံကြီးအဖြစ်လက်တွေ့သာသနာပြုပြီးနောက်ဤရွာတို့ပင်မိမိဆုံးဖြတ်ချက်ဖြင့်ထက်မှန်လာရောက်ခဲ့သည်မှာထိုကလေးများ၏အပြစ်ကင်းစင်သောမျက်လုံးများကြောင့်ဖြစ်သည်ထိုမျက်လုံးများကိုအေးချမ်းမှုဖြင့်တည်ငြိမ်စေလိုသည်ယုံကြည်ခြင်းဖြင့်လည်းတောက်ပစေလိုသည်ဂယုဏဖြင့်လည်းနူးညံ့စေလိုသည် သူတို့ဤနှလုံးသားကလေးများကိုကရေခဲတောင်တန်းစီမှဆွတ်ဆွတ်ဖြူသောနှင်းများလိုပင်ဖြူစင်တက်ရှင်စီလိုသည်ရေမဖြစ်သောထိုစေတနာကို မိုင်ပေါင်းများစွာ ဝေးကွာလာသောဇာတိကလေးမှမိခင်ဖခင်နှစ်ပါးကြည်လင်စွာတာရုခေါ်ကြလိမ့်မည်ဟု သူယုံကြည်ပါသည်ရေနံเจ้าမြို့ ရွှေတောင်ပါဠိတက္ကသိုလ်ရွှေရတုမဂ္ဂဇင်းနားဆင်ပြီးကြရတဲ့အူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်